င်းလာတော့ခုဖွင့်ပြီးတော့ခါကျတော့မအေအေကထိုးစစ်ဆင်နေတယ်အဲဒီအကျန်းဖက်စစ်ခွေးတွေကိုအဲ့ဒီမှာကတော့ဒီအကျန်းဖက်စစ်ခွေးတွေဘက်ကတော်တော်လေးကိုအကြအဆုံးများနေတဲ့အတွက်ထိုးစစ်ကိုလုံးဝထိုးမဖောက်နိုင်ဘူးအေအေကသာလင်ထိုးစစ်အကြီးကြီးနဲ့အပထမတန်းဆွဲပြီးတော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆင်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည်အားလုံးပဲမင်္ဂလာပါရှင့် ုတ်ကဲ့တယောက်နဲ့တယောက် copy link လေးယူပေးဖို့လည်းမမေ့ပါနဲ့နောက်ပြီးတော့ပြည်သူအားလုံးသတိထားဖို့အတွက်ပေါ့နော်အခုရခိုင်ပြည်မှာဆိုလို့ရှိရင်စစ်မျက်နှာတုံးခုဖွင့်ပြီးတော့ခါကြတော့မှ AA ကထိုးစစ်ဆင်နေတယ်အဲဒီအကျန်းဖက်စစ်ခွေးတွေကိုအဲ့ဒီမှာကတော့ဒီအကျန်းဖက်စစ်ခွေးတွေဘက်ကတော်တော်လေးကိုအကြအဆုံးများနေတဲ့အတွက်ထိုးစစ်ကိုလုံးဝထိုးမဖောက်နိုင်ဘူး AA ကသာလျှင်ထိုးစစ်အကြီးကြီးနဲ့အပထမတန်းဆွဲပြီးတော့ထိုးစစ်ဆင်နေတယ် ဒီအချိန်မှာစစ်ဖွေးတွေအယမ်းထဲမှာကိုအကြအရှုံးများနေတဲ့အတွက်ပြည်သူတွေဖက်ကိုမြာဦးလှဲ့လာမှာဆိုတဲ့အတွက်ပြည်သူတွေလူစုလူဝေးနဲ့မနေဖို့ပေါ့နော်အားလုံးကိုတတိဝရိယထားဖို့အတွက်လေရင်နဲ့ဘုံလာကျဲမှာတို့ရေချောင်းကုန်းချောင်းတို့ကနေလာပြီးတော့ဒီခွေးတွေကတိတဲ့အတိုင်းပဲเนาะအဲ့တော့အဲ့လိုမျိုးလာပြီးအမှုကျန်းစီပြီးမတရားပြည်သူတွေအပေါ်ကိုအဲညှင်းဆဲ နှိမ့်ဆက်မှာစိုးတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ပြည်သူအလုံးသတိထားပါလို့နော်အဲ့ဒါလေးကိုလာပြောခိုင်းတာလို့မွန်းနေပြောပေးတာဖြစ်ပါတယ်ရခိုင်ပြည်မှာစစ်မျက်နှာသုံးခုဖွင့်ပြီးတော့ခါကြမှာအေအေကတော့ထိုးစစ်အကြီးကြီးဆင်နေပါတယ်ဆင်နေတဲ့အောင်ပွဲမှာလည်းအေအေဒီအောင်ပွဲတွေအစင်စင်ခံယူထားပါတယ်ရှင်နော်ဟုတ်ကဲ့စစ်ခွေးတွေဖက်မှာတော့အကြအရှုံးကတော်တော်လေးကိုများပါတယ်ရှင်တော်တော်ကိုများပါတယ်များတယ်ဆိုလို့ရှင်တော့ရက်တိုင်းမှာကိုပဲတရက်မှာဆိုရာနဲ့ကိုချီချီပြီးတော့သူတို့ဘက်က အဲအဲ့လိုမျိုးခွေးတေဝတ်တေတွေပေါ့နော်အဲ့တော့ဒီအကောင်တွေကကျမတို့ပြည်သူဖက်ကိုလှဲ့လာမှာဆိုတဲ့အတွက်လာပြီးတော့တတိလေးပေးခိုင်းထားတာလေးကိုတတိလာပေးတာဖြစ်ပါတယ်အဲ့တော့ကဲရခိုင်မြို့မှာရှိနေတဲ့ပြည်သူအပေါင်းအားလုံးတတိဝရိယလေးနဲ့နေဖို့အတွက်လေးကိုကျမလာပြောပေးတာဖြစ်ပါတယ်တင်းကအမှန်ကန်ဖြစ်ပါတယ်ရှင့်တယောက်နဲ့တယောက်တကယ်လို့ပေါ့နော်အင်တာနက်တွေပါတယ်မရရှိတဲ့နေရာမှာဆိုရင်တယောက်နဲ့တယောက်စကားလေးလက်ဆင့်ကမ်းပြီးတော့ ပြောပေးပါဒလီဝရီရလေးရှိဖို့အတွက်လေးကိုကျွန်မလာပြောပေးရခြင်းဖြစ်ပါလေရှင်အားလုံးပဲအေးအေးအောင်မြင်ပါစေရခိုင်တပီလုံးကိုအေးအေးရဲ့အောင်မြင်မှုကလွှမ်းမိုးနိုင်ပြီးစစ်အာဏာရှင်အများဆုံးကြရှုံးပါစေစစ်ခွေးတွေအဲရဲ့တင်းញိုင်းကတော့အေးအေးမြေကြီးတဲကိုရခိုင်ပြည်ရဲ့မြေကြီးတဲကိုနင်းတာနဲ့စစ်ခွေးတွေအများန်ဆုံးကြရှုံးပါစေလို့လည်းကျွန်မဆုတောင်းပေးလိုက်ပါတယ်ရှင်။ဟုတ်ကဲ့အားလုံးပဲတာလီဆော့ပါနဲ့။ ရခိုင်တည်င်းနားထောင်ခြင်းနဲ့မနဲ့ရေးတဲ့တည်င်းရရင်တင်ပေးပါဆိုလို့လာတင်ပေးပြီနော်အချစ်တို့ရဲ့တာဝယ်ရဲ့ copy link ယူပေးမင်းတို့တော့မသိဘူးကိုကအရင်ဆုံးကြားရတယ်လို့ဆိုတော့ကိုဘလောက်ပျော်နေလဲဆိုတာပြောပြမယ်သိလားဒီမကွေးငဖဲတဲ့အဲ့ဒီနေဆက်ခဲရနေပြီးတော့ရခိုင်ပြည်နယ်တွေကိုဝင်လာတဲ့စစ်ခွေးကအကောင်တရားကြောအဲ့ဒီတရားကြောကမှသူတို့ကနော်ဝေဟင်ကနေပြီးတော့လေရင်ပစ်ကူကလည်းပါသေးတယ်နော် အဲ့ဒါကိုအောက်ကအကောင့်တရာကျော်ကို AA နဲ့တိုက်ပွဲဖြစ်ပြီးတော့မှအကောင့်40ကျော်ကအဲ့ဒီနေရာမှာဂန့်သွားတယ်အောက်ဆီဂျင်တွေပြတ်သွားတယ်အဲ့ဒီမှာသူတို့ကပြေးလာပြီးတော့နောက်ထပ် AA ကလိုက်လံပြီးတော့ရှင်းလင်းတော့ဒီနိုင်ခံတောင်းဘကျော်ပေါ်ကစခန်းအဲ့ဒီစခန်းကိုလည်းတင်လိုက်တယ်ကြံရှိနေတဲ့အကောင်ကလည်းထပ်ပြီးတော့တိုက်ပွဲဖြစ်တော့ စခန်းသိမ်းလိုက်တဲ့အချိန်မှာအကုန်လုံးကအောက်ဆီဂျင်ပြတ်ပြီးဂန့်သွားတာတဲ့တရားနဲ့ဆက်လျှောက်ကောင်းပါတဲ့ရှင်ကဲအတိထက်ပျော်စရာကောင်းတဲ့တည်င်းကဘာရှိသေးလဲဒီရခိုင်ပြည်တဲ့ကိုမကွေးနယ်ဆက်နဲ့ဒီရခိုင်နဲ့မကွေးနဲ့နယ်ဆက်ဒီပဲခူးနဲ့နယ်ဆက်ထဲကနေပြီးစစ်ခွေးတွေကဝင်ဝင်လာပြီးတော့ သူတို့လက်လွတ်ထားရတဲ့နေမီတွေကိုရနုံနုံရနုံနုံဆိုပြီးတော့မအာလာကပီသူတွေကို ပေါ်တာဆွဲပြီးတော့ရခိုင်ပြည်တဲကိုသူကဝင်ဝင်ပြီးတော့ခါကြတော့မှအဲသွားပြီးတော့နေမီကိုပြန်ရမလားလို့သွားတာနေမီမရတဲ့အပြင်တောင်မှပဲမနေ့ကတော့အကောင်တရာကျော်လုံးကလေတိလာဂန်းဂန်းဂန်းသွားတာနော်လိန်ပြောတယ်လို့ပြောရင် VDO တွေကျမနာမှာရှိတယ်နော်တိလား တက်လာလိုက်တဲ့အကောင်တွေအကောင်တွေကိုသူတို့ရဲ့ရခိုင်ပြည်ရဲ့နယ်တွေကိုအရောက်သူတို့ကလွတ်ထားပေးတာရခိုင်ပြည်နယ်တွေလဲရောက်လဲရောက်အဲ့မှာအကြီးအကျယ်တိုက်ပွဲဖြစ်တဲ့အချိန်မှာပြစ်တာမှလေးတိလာဘုံ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 ဆိုအကုန်တန်းစီပြီးလဲတာရေကန်ထဲကိုဆင်းပြေးတာရေကန်ထဲကနေလဲထပြီးတော့ပြေးတာကျမကြည့်ပြီးတော့အယံအာရတဲ့ဘိုးချုပ်ထင်းမြတ်နိုင်အောင်လဲအလေးပြုတယ်နော်အေးအေးစစ်သမီးစစ်သားအားလုံးကိုလဲအလေးပြုတယ်တကယ်လဲ လေးစားတဲ့ရခိုင်ပြည်သူတွေထောက်ပံ့ပေးလိုက်တဲ့ငွေကြေးကခွေးစာမပါဘူးဆိုတာရခိုင်တက်တော်အေအေရဲ့လုံဆောင်ချက်တွေအားလုံးကအဲ့ဒီနေရာမှာတက်တည်ပြတယ်မြမာနိုင်ငံရဲ့ပထမဦးဆုံးအောင်ပွဲကိုစွတ်ခူးနိုင်တာကရခိုင်တက်တော်အေ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 ကိုအပြက်အသက်ထောက်ခံတဲ့ထဲမှာကျမပါတယ်ရှင်နော်ဟုတ်ကဲ့ပါအေအေအရှမ်းလဲကျေးဇူးတင်တယ် တကယ်ကိုလဲလေးစားတာပါရှင်မနေ့ကเนาะ2025ကိုလပိုင်း28ရက်စနေနေ့เนาะထပ်လာပြီးမငင်းနဲ့ကဲတငယ်ချင်းတို့ရေဒီထက်ကောင်းတဲ့တည်င်ဘာရှိသေးလဲစစ်ခွေးအကောင်တရာကျော်အပြင်ကိုเนาะစခန်းလဲတင်းလိုက်ရပါသေးတယ်ရှင်အဲ့တော့ဘာဒီမြဲလိုအပ်သေးလဲကျမကြီးကပြောတာ အခုတော့စစ်ခွေးတွေအားလုံးအောက်ဆီဂျင်ပြတ်သွားပါပြီတဲ့ရှင်ရခိုင်ပြည်နယ်မှာတော့အရာရှိတို့အရာခံဘူတို့တိုက်ရင်မှုဒူးတိုက်ရင်မှုတို့ဖြူဟာမှုပေါ့နော်အမလေးဘိုကြီးဘိုလေးဘိုပြတ်သက်သိလားစစ်ခွေးတွေဖုတ်ခွေးတွေကိုရခိုင်ပြည်နယ်ကအကုန်လုံးဆွဲဖျက်လိုက်တာအောက်ဆီဂျင်တွေပြတ်သွားပြီးတော့အခုရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ပေါ့နော်စစ်ခွေးတွေထဲက ဘိုလ်ချုပ်တွေလို့ပြောတဲ့ဟာတွေတက်ရင်မှုလို့ပြောတဲ့ဟာတွေဗျူဟာမှုလို့ပြောတဲ့ဟာတွေစီကျူကြီးလို့ပြောတဲ့ဟာတွေတက်စိတ်မှုလို့တက်ခွဲမှုလို့ပေါ့နော်အကုန်လုံးကတော့ရှင်အောက်ဆီဂျင်ပြတ်သွားတာတဲ့ဒွတ်ခိုင်ပြည်နယ်ထဲမှာပဲ118កောင်တော့มาပဲတဲ့မလီကျမတော့အရန်ပျော်တယ်ဘလို့ဘလို့ပျော်နေမှန်းကိုမသိဘူးတိလားစစ်ခွေးတွေတိလားစစ်ဖို့ခွေးတွေเนาะတကယ်အရာရှိအကောင်ကြီးကြီးအမီးရှည်ရှည်တွေကို ရခိုင်ပြည်နယ်တဲကိုဝင်လာတာနဲ့အောက်ဆီဂျင်ဖြတ်ပေးလိုက်မိုးဂျိုတို့မောင်ဝင်းလို့ပေါ့နော်မောင်ဝင်းကတော့ဘာလာမတ်ထားလဲဆိုတော့ထိုင်းနိုင်ငံမှာတဲ့သူ့ရဲ့သူငယ်ချင်းရှိတယ်တဲ့သူ့ရဲ့သူငယ်ချင်းကိုတဲ့အဲကျမရဲ့အချက်လက်တွေကိုပို့ထားပြီးပြီးတဲ့နင့်ဟိုတဲ့မိတာနဲ့အရှင်မထားဘူးတဲ့အဲနောက်ပြီးတော့တဲ့နင့်ဖုံနေကတဲ့အချက်အလက်တွေကိုအကုန်လုံးယူပြီးရင်တဲ့အမလီမြန်မာနိုင်ငံမှာတဲ့ အဲကျမရဲ့ရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးသိမ်းမှာတဲ့ကျမကိုလည်းအပြက်ရှင်းပြမှာတဲ့ဆိုလို့ပေါ့နော်ကိုမောင်ဝင်းရေရှင်တို့တခိုးကြီးကဘာကျော်တခိုးကြီးကကျမပစ္စည်းကိုသိမ်းပြီးပြီလေကျမမှာအမေပေးလိုက်တဲ့လေတစ်ခွက်ပဲကျန်တော့တယ်လေအဲ့ဒီလေတစ်ခွက်ထဲမှာတောင်မှပဲလေတိလာအဲ့ဒီလေရဲ့အလင်မှာအာပဒိုင်းပင်စိမ့်စိမ့်လေးရှိတယ်။အဲပဒိုင်းပင်စိမ့်စိမ့်လေးရဲ့အောက်မှာခါကျတော့မဟူရာတိုက်နော်။ ကြီးကန်းတိုက်လေးရှိတယ်ကျမကအဲ့ဒီကြီးကန်းတိုက်လေးကလည်းကျမပစ္စည်းသိမ်းသွားတယ်ကျမမှာရှာဖွေပြီးစားရလုံးလို့တိတာကြီးကန်းတိုက်လေးကခုကဒီလိုလေးဖြစ်နေတာအဲ့ဒီမာလေးတိလာကြီးကန်းအမွေးလေးတွေတောင်မှပဲအရင်တုန်းကလိုမျိုးလေးပျော်ပျော်ရွှင်ရွှင်နဲ့အမွေးလေးတွေတောင်မရက်နိုင်တော့အမွေးလေးတောင်ပြောင်းသွားပြီရှင်အဲ့တော့ရှင်ကြီးကန်းတိုက်လေးကိုသိမ်းချင်တာဟွန်းကိုမဝင်းဆိုတဲ့အဖိုးကြီးဟီဟီ ရှင်တို့ဘာပါလေကဘာကျော်သခိုးอ่ะလေတိမ့်သွားပြီးပြီရှင်အဲ့တော့ရှင်ဘာပြင်းမြတ်ထပ်ပြီးလိုချင်နေသေးတာလဲဟွရှင်တို့အမလေးကျမကိုမြင်ရင်အရှင်မထားဘူးလို့အမလေးကျမကိုတွေ့ရင်ဘာဖြစ်တဲ့တို့ပေါ့နော်ရှင်တို့ကလာပြီးတော့ခါကျမှချင်းချောက်နေကြလားဟာလားဟာတာလေးလာမပြောနဲ့နော်ဟာတာလေးလာမပြောနဲ့ကြားလားမင်းမင်းဆိုတဲ့အကောင်လေး မလေးရှားနေပြီမြန်မာနိုင်ငံထဲဝင်လာပြီဘယ်နှစ်ရက်မှမကြောက်ဘူးเนาะရှင်တို့အဲ့ဒါလေးကိုပြန်စင်းစားဟုတ်တယ်လေစစ်ပွဲကြီးကမပြီးသေးဘူးစောင့်ကြည့်စရာမလိုပါဘူးအနီးပိတ်တာအစိမ့်ပိတ်တာအဖြူပိတ်တာတွေရှင်တို့လာပြောမိပါနဲ့ရှင်တို့ဟာဒီဂန့်သွားတာဂန့်သွားတာပဲလေအောက်ဆီဂျင်ပြတ်သွားတာပြတ်သွားတာပဲဟုတ်တယ်မလားဗါလဲစစ်ပွဲကြီးကမပြီးသေးဘူးဆိုတော့စစ်ပွဲတက်ဝက်ကြရင်တို့ကထလာအောင်မလားအဲ့လိုလားဒါမှမဟုတ်ရင်လည်းဗါလဲစစ်ခွေးတွေ ုံသွားရင်တော့စစ်ပွဲအပြီးမှလေစစ်ခွေးတွေကိုပြောတာနော်စစ်ခွေးဆိုတာစစ်ရဲ့ကျင်းဝေး60မှာပြည်သူတွေ့ထားတဲ့စစ်ကျင်းဝေး10ပါးတပါးမှမကြည့်ပြောတာကိုစစ်ခွေးလို့ခေါ်တယ်နော်ကျမကစစ်သားတွေကိုပြောတာမဟုတ်စစ်ခွေးကိုပြောတာဟာလာအဲ့တော့ရှင်ကဘာနာနေရလဲဗါတယ်စစ်ပွဲမပြီးဘူးဆိုတော့သူတို့ကဗါစစ်ပွဲပြီးကနေကြတော့အခုရခိုင်ပြည်မှာတိမ့်နဲ့ခြီတောင်းနဲ့ခြီပြီးတော့မှဟိုကဖြစ်သွားတဲ့ဟာတွေကပြန်ထလာမှာလို့ရှင်ကထင်နေတာလား ထမလာနဲ့ဝင်တာအကုန်ဒီမှာဟိုကအကုန်ဆွဲစားတာနော်သိလားရခိုင်ကရဲဘော်တွေရဲဘိတ်တွေရဲဘက်တွေဘိုးတွေဘိတ်တွေအလဲတွေအလက်တွေမလို့ရခိုင်ကတော့အကုန်ဆွဲစားတာပဲကြာလားမပြီးလေဆွဲစားလေပဲနော်မန့်လေးတခုနဲ့မိတ်ဆက်ပေးမယ်နော်အဲ့ဒီမန့်လေးကတော့ဗာလဲဆိုခါကြတော့မမန့်ရေတဲ့မန့်ကတော့ယူဟာတန်းရှိနော်တဲ့မန့်ကတော့ယူဟာတန်းရှိနော်ဆိုပြီးတော့ဗာလီမန့်ထားလဲဆိုတော့ခါကြတော့ မမနွေတို့ရခိုင်တချင်းလေးတွေနဲ့ဆော့တာကိုတဲ့အတန်လေးယူလေးသိန်းလေးတွေကိုညီမကအရန်ကြိုက်တယ်အရန်လဲချစ်တယ်အဲ့ဒါနဲ့ညီမကရွာထဲကအုတ်ကြီးအိမ်ရှိကတရက်ပင်အောက်မှာတစ်တော့တော့ရိုက်တာရခိုင်တချင်းလေးနဲ့တစ်တော့ရိုက်နေတော့အုတ်ကြီးမိန်းမကတရက်ဒီအကျွေလေးတွေကောက်နေရင်းနဲ့ညီပါလုံနေရတယ်တစ်တော့ရိုက်နေတာလို့ရခိုင်တချင်းလေးနဲ့တစ်တော့ရိုက်နေတာလို့သူကပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာအုတ်ကြီးမိန်းမညီအေး မီးမမွေးပါနဲ့လို့ခဏနေကြရင်မင်းအောင်လိုက်တည်ရင်လို့ညီရောငါပါတရွာလုံးလေရင်နဲ့လာဘုံကျဲလို့လောင်မီးကြနေပါအောင်မယ်ရခိုင်ကိုသွားတဲ့စစ်သားတိုင်းကတယောက်မှပြန်လာရတာမဟုတ်ဘူးညီတည့်ရဲ့သားနဲ့ညီမလောက်ပါနဲ့အေးလို့ဖြက်ပစ်လိုက်ပါလို့ပြောတာနဲ့တဲ့အဲ့ဒီတစ်တော့သူဆက်ပြီးမရိုက်လိုက်ရတော့ဘူးတဲ့အုတ်ကြီးမိန်းမတဲ့အဲ့တော့ဟိုကျမတို့မြန်မာနိုင်ငံထဲမှာက ြည်သူတွေကလူမျိုးတစုနဲ့တစုအတွက်ကိုတောင်မှပဲကြီးလန့်ဆာဆာနေရတယ်ဒါကဘာလဲဆိုတော့ဒီမအားလာကြီးကပြောရမယ်ဆိုလို့ရှင် အာနာယူတာပေါ့အာနာငန်းဖန်းတဲ့အဲ့ဒီလိုအာနာယူအာနာငန်းဖန်းတဲ့အတွက်ကျမတို့ပြည်သူတွေကကြီးလန့်ဆာဆာစားပြီးနေရတယ်ဝဝလည်းမစားရဘူးအာဝင်လည်းမဆွတ်ဘူးဝေးဝေးမှနေလေဝီဝီတန်ကြရင်ပြေးလေမလွတ်ဘူး ဟုတ်လားအဲ့တော့ဝါသုံးလုံးအခရံနဲ့နေလည်းမရဘူးဝါလေးလုံးအခရံနဲ့နေလည်းမရဘူးကျမတို့ပြည်သူတွေကအယံတနာစရာခေါင်းထဲလာအခုဆိုရင်ကြည်နော်ဒီညီမလေးကတော့ဘာရဲလို့တော့မဟုတ်သူကဒီရခိုင်တချင်းလေးကိုသူကြိုက်တယ်သူတစ်တော့သွားရိုက်ပဲဆိုတော့အုတ်ကြီးမိမကိုယ်တိုင်ရတယ်နော်ရခိုင်ကိုသွားတဲ့စစ်သားတိုင်းကပြန်လာရတာမဟုတ်တာကိုညီရောငါပါတိရဲ့အေးလို့ဒါကိုညီဒီရခိုင်တချင်းနဲ့တစ်တော့ရိုက်ပြီးတင်လိုက်ရင်ပေါ့နော်သွားသွားလာလာတွေ့တဲ့အချိန်ကျရင်အန္တရာယ်ရှိတယ်ပေါ့နော်အဲဒါသူတို့ရွာလာပြီးတော့ ဘုံကျဲမှာစိုးလို့တဲ့တစ်တော့ရခိုင်သချင်းနဲ့တစ်တော့တောင်မဆော့ရဲဘူးတဲ့ဒီအညာသူညီမလေးကအဲ့တော့ကျမပြောချင်တာပါလဲဆိုတော့ကျမတို့မြန်မာနိုင်ငံထဲမှာဒီလိုအာနာယူရှိနေတဲ့အတွက်ကျမတို့ပြည်သူလူထုတွေကဟိုတစ်ယောက်နဲ့တစ်ယောက်ကအစည်းမကတ်နိုင်ဘူးအတယောက်နဲ့တယောက်ကအဝေးကနေပြီးမေတ္တာရှိတယ်တစ္ဆာရှိတယ်ချစ်ကြတယ်ခင်ကြတယ်အဲစီးယုံကြတယ်ဒါပေမဲ့လည်းဟိုချစ်တာကိုလည်းဖွင့်ဟလို့မရဘူးစီးယုံတာကိုလည်းဖွင့်ဟလို့မရဘူးပံ့ပိုးတာကိုလည်း ဖွင့်ဟလို့မရဘူးထောက်ပံ့တာကိုလည်းဖွင့်ဟလို့မရလို့နေရတဲ့အခြေအနေမျိုးတွေမှာအများကြီးရှိတယ်ဟုတ်လားအဲ့တော့တချို့ခါကျတော့ပြောတယ်ရခိုင်နဲ့ပမာနဲ့ဘာဖြစ်တယ်ဟိုလူမျိုးနဲ့ဒီလူမျိုးနဲ့ဘာဖြစ်တယ်အဲဒီလူမျိုးတကယ်တမ်းကဘာမှမဖြစ်ဘူးကျမတို့မြန်မာနိုင်ငံထဲမှာဟုတ်လားကျမအသက်ကတကယ်90နဲ့တက်ပြည့်ပြီးတော့တကယ်ကို90နှစ်ထဲကိုဝင်လာပါပြီရှင်ကျမမညာဘူးနော်အဲ့တော့ကျမတို့အသက်တန်းတစ်လျှောက်မှာဆိုလို့ရှိရင်ပေါ့နော်မကြားရဘူး သိလားဟိုဘယ်လူမျိုးကဘသူ့ကိုဆဲတာဘသူနဲ့ဘသူကမတည့်ဘူးဘသူနဲ့ဘသူကရိုက်တာတတ်တာသိလားတစ်ခါမှမကြားခဲ့ရဘူးရှိတယ်ဒါပေမဲ့ဒီလောက်ကြီးဆိုးဆိုးဝါးဝါးကြီးဆိုတာတော့မရှိဘူးဒါပေမဲ့ဒီနေ့ဒီအချိန်ခါမှခါကြတော့ ဒီအာနာယူပြီးငန်းဖမ်းနေတဲ့ဟာကြောင့်မလို့ကျမတို့ပြည်သူတွေကိုသူတို့ဘက်ကတော့ဝါဒဖြန့်ပြီးတော့ပဲမှိုင်းတိုက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲမမနယ်ရေးတဲ့ message လေးရတော့တဲ့အမန့်လေးရတော့ရွာတန်းရှိပါလေဆိုလို့အဲ့ဒါလေးကိုသဘောကျလို့လာပြီးတော့မနယ်ပြောပြပေးတာပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အဖက်လေးကြောင့်ညပေးမယ်ဒီအဖက်လေးနဲ့ဆိုအရန်ချစ်ဆက်ကောင်းတယ်နော်